တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့ခွန်ကိုပတိပေးထားတာဖြစ်ပါတယ်ခွန်ကိုပတိဟာဆိုရင်ဒီခွန်တစ်လုံးနဲ့ညနေပိုင်းမှာခွန်သုံးဆိုပြီးတော့ဆင်ပြီးသွားတယ်နော်ဒါကကျမမနေ့ကပြောပါတယ်အမာကီနော်ခွန်နှစ်သုံးညသူကအမာကီတချို့ကကျမကိုမေးပါတယ်ကီဆိုတာဘယ်လိုသုံးရလဲတဲ့ကီဆိုတာဘယ်လိုသုံးရလဲဆိုတော့ तू ကဒီထဲတည်းကတစ်လုံးနှလုံးကြပြီမယ်ဒီသဘောကိုပြောတာနော် ဥပမာကျမက9နှစ်3ညပေးထိုင်ရင်အမျိုးလိုရှိမှရှိတဲ့ဝန်းကျင်ရှိရင်ဒါနဲ့ကတ်ထိုးဒါမျိုးကိုပြောပြတာနော်အဲ့ဒါကျမကိုမေးထားတဲ့အမျိုးတွေအတွက်ကိုဒါကျမပြန်ဖြေရခြင်းဖြစ်ပါတယ်နော်ကိဆိုတာမျိုးကကိုလိုချင်သလိုယူသုံးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြပေးတာနော်ကျမကမနေ့ကတုန်းကလည်းပြောပါတယ်ဒီလိုမျိုးကိအမာကိပြီးလိုက်တဲ့အခါမှာအမျိုးလိုရှိမှရရှိထားတဲ့ခဏန်းရှိလို့ရှိရင်ယူသုံးပါဆိုတာအဲ့ဒါကိုပြောတာနော်ဥပမာအမျိုးလိုရှိမှရရှိထားတဲ့ခဏန်းနှလုံးနဲ့ ကျမပေးတဲ့ကီးသုံးလုံးနဲ့ကတ်မယ်ဆိုရင်လည်းကတ်ဒါမျိုးကိုပြောပြတာနော်အဲ့ဒါဆိုတော့ဒါကတပတ်စာလက်ဆောင်ကတ်နော်တပတ်စာလက်ဆောင်ကတ်ဟာဆိုရင်ကျမပေးထားတာ3.6ခွန်မပြောက်ပတ်ဒီနော်အဲ့ဒီမှာသူက2.6ဒီ6တလုံးနဲ့2.6ကြားတယ်ဒီ3.6တလုံးနဲ့၃ည၄ကြတယ်နောက်တစ်ခါဒီခွန်တလုံးနဲ့ခွန်၃ကြတယ်ဒီမနေ့မှာပဲဒီ၃ညတလုံးနဲ့၃ည၂ဆိုပြီးတော့ထပ်ကြတယ်เนาะ ဗရိတ်ကနှစ်ခုံဗရိတ်ပေးထားတယ်နှစ်ခုံဗရိတ်ဟာဆိုရင်နှစ်ဗရိတ်နဲ့20ဆိုပြီးတော့ကြာပြီးတယ်เนาะဒါတွေကတာဝန်ကြီးသွားပြီเนาะပြောမယ်ဆိုရင်တာဝန်ကြီးသွားပြီဒါပေမဲ့လို့ဆက်ပြီးတော့လာနိုင်ကြီးရှိတယ်เนาะအဲ့တော့ဒီအခွေကြံနေတယ်အခွေเนาะမျိုးတို့တာဝန်ကြီးမယ်ဆိုရင်ဒီနှစ်ခုကတာဝန်ကြီးတယ်เนาะဒါပေမဲ့လို့ဒီအခွေကြံသေးတယ်เนาะဒီအခွေမှာလဲသူက6ခုံပါနေတဲ့အတွက်ဒီ6ခုံကနောက်ထပ် ကျန်းရဲမှာလာနိုင်ခြေရှိတယ်เนาะအမျိုးတို့အဲ့တော့ဒီအခွေကိုဆက်ပြီးတော့အမျိုးတို့အနေနဲ့လိုက်မယ်ဆိုရင်လိုက်เนาะဒါအကြောင်းမှာเนาะအဲ့ဒါဆိုရင်ကျွန်မမနက်ဖန်တော့ပို့တစ်ခါတည်းပြပေးမယ်ဆောဆောကတင်နေတော့တန်းတန်းအမျိုးတို့ဧည့်သည်လာလို့တစ်ခါပြန်ပိတ်ကြတာเนาะ အဲ့ဒါဆိုတော့၅6ပေါင်းလား၅6ပေါင်းတော့1เนาะတိပါဝါက6တိကေနခက8တိ68ကသူကကိအမာကိနော်ဘာဆင်ပြီးလဲတိတိဆိုပြီးတော့ဒီတတလုံးဆင်ပြီးနော်အဲ့တော့6နဲ့6နဲ့ပေါင်းမယ်66ပေါင်းတော့1 နှစ်ပါဝါကခွန်နှစ်ကဲနခကလီနှစ်ခွန်လီရသူကဒီနေကုန်မှာဆင့်ပြရမယ်။ဘာဆင့်ပြီးလဲ၃ညနှစ်ဆိုတော့ဒီနှစ်တလုံးဆင့်ပြသွားတယ်။ငါးနဲ့ခွန်နဲ့ပေါင်းမှာငါးခွန်ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကဲနခကလီနှစ်ခွန်လေးရဒီနေကုန်မှာဆင်းရမယ်။ဘာဆင်းပြီးလဲ၃နှစ်ဆိုတော့နှစ်တလုံးဆင်းပြီးတယ်။ တင်းနဲ့တင်းနဲ့ပေါင်းမှာတိတိပေါင်းတော့နိနိပါဝါကခွန်နှစ်ကဲနှစ်ခက်ကလေးနိခွန်လေးကဒီနေကုန်မှာသူကဆင်းပြရမယ်။ဘာဆင်းပြလဲ။လေးနှစ်ဆိုပြီးတော့နှစ်ကောလေးရောသူကအပြီးဆင်းတယ်နော်။ဒီနေ့လိုမျိုးပေါ့နော်။ဒီနေ့လိုမျိုးဆိုရင်လည်းသူကအပြီးဆင်းတယ်။အဲ့ဒါကျမကြီးခေါ်တာနော်။အဲ့တော့မနက်ခံအတွက်မနက်ခံအတွက်က 4နဲ့3နဲ့ပေါင်းမှာ4နဲ့3နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညာတဲ့မနှက်ဖန်မှာ तू ကကီထိရမယ်နော်မျိုးတို့ကျမကီခေါ်လိုက်တာဒီမှာမနှက်ဖန်ဒီကုံမှာဒီခွန်2 3ညာက ထိရမယ်နော်ကျမကတော့ခွန်2 3ညာထဲမှာဒီခွန်တလုံးကိုဝဲကြိုက်ပါတယ်ဒီ2 3ညာကတော့ तू က2တိရော3ညာတိရောဆင်ထားတော့ကြိုက်တဲ့မျိုးတွေကတော့ယူတုံနော်အဲ့ဒါကကျမကီခေါ်တာ sorry အာယုံကတိတ်ပြီးတော့ဟိုအောင်ဖြေဖို့မျိုးလို့ဘရိတ်ပဲရေးနေတာเนาะဘရိတ်မဟုတ်ဘူးပတ်တိဘရိတ်ကတော့မပြတော့ဘူးเนาะဘရိတ်မပြတော့ဘူးမျိုးတို့ကျွန်မစိတ်ထဲမှာဘရိတ်တို့ပဲဘရိတ်ပြရင်အရင်များသွားတော့သူကကြရင်ကောင်းတယ်မကြရင်အမျိုးတို့နစ်နာမှာဆိုလို့เนาะကီးနဲ့ပတ်တိနဲ့ပဲကျွန်မပြီးမှာဘရိတ်မပြီးဘူး အဲ့တော့ဒီဘက်ကခွန်နှစ်သုံးညရတယ်ဒီဘက်ကအချိန်လေးပြီးပြပြီခွန်ရှိပေါင်းတော့ငါ9ငါရဲ့ပါဝါ3ညငါ3ညကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းပြရမယ်ဘာဆင်းပြလဲ6 9ဆိုတော့ငါတလုံးဆင်းပြတယ်လေးနဲ့ရှင်းနဲ့ပေါင်းပါ လေးရှိပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ခွန်ကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းပြရမယ်။ဘာဆင်းပြလဲနှစ်6ဆိုတော့ဒီဘက်ကနှစ်တလုံးဆင်းတယ်။၃နဲ့၃နဲ့ပေါင်းတော့6 6ပါဝါက1 6တိကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းရမယ်။ဗာဆင်းပြီးလေတိရှိ4 6 6 6ဆိုပြီးတော့6ကို1ကိုဆင်းပြီးတယ်။ နှစ်နဲ့ချောင်းနဲ့ပေါင်းမှာနှစ်ချောင်းပေါင်းတော့ရှစ်ရှစ်ကပါဝါကတော့ရှစ်သုံးကဒီနှစ်ရက်အတွင်းမှာ तू အဆင့်ပြရမှာအဆင့်ပြလေတိရှိဆိုတော့ရှစ်တလုံးဆင့်ပြတယ်၃ညနဲ့၉နဲ့ပေါင်းမှာ၃ညနဲ့၉နဲ့ပေါင်းတော့၉၉ရဲ့ပါဝါက၄၉၄ရဒီနှစ်ရက်အတွင်းမှာဆင့်ရမှာအဆင့်ပြလေ၅၉ဆိုတော့၉တလုံးဆင့်ပြတယ် ၄နဲ့6နဲ့ပေါင်းမယ်၄6ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ည9ကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းရမယ်မဆင်းပြီလေ9ကို35ဆိုပြီးတော့ငါတလုံးဆင်းတယ်ပြီးတော့3ည2ဆို3ညတလုံးဆင်းပြီးတယ်နော်အဲ့တော့နောက်တစ်ပွဲကိုဆက်ကြည့်မယ်2နဲ့6နဲ့ပေါင်းမယ်2 6ပေါင်းတော့8 8ပါဝါ3 8 3ကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းပြီးရမယ် အဆင်ပြေလေနှစ်သုံးဆိုတော့သုံးတလုံးဆင်ပြေတယ်ငါနဲ့ကိုနဲ့ပေါင်မယ်ငါကိုပေါင်းတော့လေးလေးရဲ့ပါဝါကိုလေးကိုကဒီနှစ်ရက်အတွင်းမှာသူကဆင်ရမယ်နော်ဗာဆင်ပြေလေလေးခွန်ကိုငါဆိုတော့လေးရောကိုရောသူကဆင်ပြေတယ်ကိုငါပေါင်မယ်ကိုငါပေါင်းတော့လေးလေးပါဝါကိုလေးကိုကဒီနှစ်ရက်အတွင်းမှာသူကဆင်ရမယ် ာဆင်ပြီးလဲလေးတိဆိုတော့လေးတလုံးဆင်ပြီးတယ်လေးနဲ့ခွန်နဲ့ပေါင်းမယ်လေးနဲ့ခွန်နဲ့ပေါင်းတော့တိတိပါဝါ6တိ6ကဒီနှစ်ရဲ့အတွင်းမှာဆင်ရမယ်ဗာဆင်ပြီးလဲတိ6လို့ဆင်တယ်နော်လေးတိလို့ဆင်တယ်တိ6ကိုဆင်ပြီးတယ်နော်ဒီမှာတိ6ဒီမှာလေးတိလို့ဆင်တယ်အဲ့တော့နောက်တစ်ပင်နောက်တော့ဘွဲ့အတွက်ကိုဆက်ကြည့်မယ်ခွန်နဲ့ရှင်းနဲ့ပေါင်းမယ်ခွန်ရှင်းပေါင်းတော့ ငါဘာဝသုံးညငါသုံးညကဒီနှစ်ရက်အတွင်းမှာသူကဆင့်ပေးရမယ်တဲ့။ဘာဆင့်ပေးလဲ။သုံးညလေးဆိုတော့သုံးညတစ်လုံးဆင့်ပေးတယ်။ချောင်းနဲ့တင်းနဲ့ပေါင်းမယ်။ချောင်းတိပေါင်းတော့ခွန်ခွန်ရဲ့ဘာဝကနှစ်ခွန်နှစ်ကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင့်ပေးရမယ်တဲ့။ဘာဆင့်ပေးလဲ။လေးနှစ်ချောင်းနှစ်ဆိုတော့နှစ်တစ်လုံးအဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်ကနှစ်နဲ့ချောင်းနဲ့ပေါင်းမယ်။ နှစ်ချုပ်ပေါင်းတော့ရှေ့ရှေ့ပါဝါကတော့နော်ဆင်းရမယ်အဲ့ဒါဆိုတော့6နဲ့8နဲ့ပေါင်းမယ်6 8ပေါင်းတော့4 4ပါဝါက9နှစ်ရက်အတွင်းနော်နှစ်ရက်အတွင်းဆိုတော့ဒီမှာတရက်ရှိထားတော့မနက်ဖြန်အတွက်ကိုကျွန်မယူတာနော်မနက်ဖြန်တော့မှာ8 3ထိရမယ်4ခုထိရမယ်နော် အဲ့တော့အမျိုးလိုကြီးကျမကတော့အကောင်းဆုံးကပ်ပြီးကီးရတော့ခွန်နှစ်တုံညတော့ရတယ်ခွန်နှစ်တုံညကိုဒါအမျိုးလိုအနေနဲ့ကြိုက်တဲ့ကနန်းကိုယူတော့ဒါကကီးရထားတာကိုကျမပေးတာကျမတော့နှစ်တို့တုံညတို့ကိုတိတ်တော့မကြိုက်ချင်ဘူးเนาะဒီမှာဆင်းနေတာတို့ကနှစ်တွေတုံညတွေ ဆင်းနေတာခုံကတကြိမ်လာသေးတာเนาะအဲ့တော့ကျမတို့လက်တော်ဆိုင်မှာရရှိထားတာလေကဏ္ဍကရရှိထားတဲ့ကဏ္ဍကိုကျမပတ်တိပြမယ်เนาะနောက်ဖက်မှာခုံရှိပတ်တိเนาะဒါမျိုးလိုကျမနားလေအောင်ပြောနေတာเนาะဘာလို့လဲဆိုကျမတို့လက်တော်ဆိုင်မှာရရှိထားတဲ့ကဏ္ဍတွေကိုအမျိုးလိုပြရင်ခေါင်းတော်မှုသွားမယ်เนาะအဲ့တော့ဒါဒီဒါလောက်ကလေးကိုကျမတို့ကဆင်းပြတာ ါလက်တွေ့ဆိုင်ကကဏ္ဍနေပဲဥမာကျမလက်တွေ့ဆိုင်ကကဏ္ဍကဥမာ၈၃ရတယ်၄၉ရမယ်ဒါအမျိုးတို့ပြတဲ့အခါမှာအဲ့ဒီလိုရအောင်ကျမတို့ကပြန်ပြီးတော့ပြပေးရတာနော်အဲ့တော့ကျမကတ်ပေးမယ်မင်းကွတ်နော်အောက်မှာရံကွက်ထည့်ပေးမယ် khung lì khung cu đó xì lì xì cu nó à là giảm đi đó nó phải xì đi để ta có xem qua xem qua cả tông lì 39နှစ်ဒါရံွက်ဒါရံွက်အပေါ်ကမိန်ွက်မိန်ွက်ကဒီလေးွက်ထမ်းမဟုတ်ဘူးเนาะနောက်ပြီးတော့ကျမမှာ site ကလည်းရှိသေးတယ်ရတာဒီမှာကတော့6တို့5တို့မပါဘူးမပါပေမဲ့လက်တွေ့ဆိုင်မှာရရှိထားတဲ့ခဏနေရတွဲဆင်းမှာစိုးလို့ ထည့်ပေးမယ်နော်ဒါကြိုက်တဲ့လူကတော့ယူတော့မကြိုက်ရင်တော့မတုံးနဲ့ခွန်6ထည့်မယ်ခွန်9ထည့်မယ်အခွေကြံသေးတယ်နော်အမျိုးတို့မပြောမရှိနဲ့နော်86ထည့်မယ်85ထည့်မယ်ဒီခွေရလိုက်လိုက်တော့မှာနော်အမျိုးတို့အခွေလိုက်တော့မှာနော်အခွေထဲမှာခွန်6ခွန်9 86 85ဒီခွေလိုက်တော့မှာနော်ခွန်နဲ့ဆိုတော့ခွန်6ခွန်9 86 85 ရှင်ကနော်ဒီအခွေလိုက်တော့မှာနော်အဲ့ဒါကြောင့်မို့လို့ကျွန်မဒီလေးခွက်ကိုထပ်ပြီးတော့ထည့်ပေးတာနော်ဒါကတော့တွဲမယ်ဆိုရင်ဒါတွဲရကနာဒါကတော့အရင်ဒါကတော့မင်းမင်းက1 4 6 8ခွက်ပဲရှိတယ်အဲ့ဒါအမျိုးလိုကြိုက်တဲ့ခွက်ကိုတင်းထိုးပြီးတော့အားထိုးကျွန်မအားအားပေးလိုက်ပါဦးမယ်တော်ကြကြတော့အားထိုးဒါလည်းအားထိုး ာရတယ်အခွေเนาะမျိုးလိုပြောပါတယ်เนาะအခွေလိုက်တော့မှာเนาะတော့ဆိုရင်ရပြီလားမသိဘူးအခွေလိုက်တော့မှာဒီဘက်ကောမြင်ရလားအဲ့လိုရှိတယ်မျိုးလိုကြီးနော်အဲ့တော့မနက်ဖန်ကိုမျိုးလိုနေနဲ့ဒီရှစ်ကွက်ကိုတော့တင်းထိုးပါဒီလေးကွက်ကတော့တရာဘိုးလောက်ပဲထိုးပါနော်တတ်နိုင်တဲ့လောက်ပေါ့တရာဘိုး200ဘိုးပေါ့နော် ါလေးတွေကတော့ဒီထက်တည်းမှာအမျိုးတို့ညံရှိတို့ယူသုံးပါနော်အခွေကတော့လိုက်ပါတော့မယ်နော်တပတ်စာအခွေပဲကျန်တော့လာကျန်တာတွေအကုန်ဆင့်ပြီးသွားပြီနော်အဲ့ဒါဆိုရင်မနက်ဖြန်16ရက်ဗုဒ္ဓဖူးမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသည်နော်